မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ TVB ရုပ်မြင်သံကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL တို့အကြမ်းကပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရမှာလိုအပ်တယ်လို့ကွန်ကြီးဘုတ်အသိရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကမတ်လ14ရက်နေ့မှာသဘောထားထုတ်ပြန်ပါတယ် ဲ့ဒီထုတ်ပြန်ချက်ထဲမှာလက်တော်လောဖြစ်ပွားနေတဲ့အောက်ခြေပုတ်တိုက်မှုတွေဟာလူမျိုးရေးအမုန်းတရားစီအပြန့်ကျယ်မသွားစေဖို့နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံညီနိုင်ပြီးပြည်ထနာအများစုကိုအခက်အခဲမရှိဖြည့်ရှင်းပြည့်လည်စေလိမ့်မယ်လို့ယုံကြည်ကြောင်းအန်ယူဂျီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမိုးမိတ်နတ်မတူနဲ့ကုတ်ခိုင်မြို့နယ်တွေမှာ KIA နဲ့ TNL အောက်ခြေတပ်ဖွဲ့တွေကြားပဋိပက္ခတွေထောက်ရှောက်ဖြစ်နေကြတာဖြစ်ပြီးရန်ပွဲတွေအတွင်းထိခိုက်တာတွေအထိဖြစ်လာနေတာပါကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL တို့အကြားဖြစ်ပွားနေတဲ့ပဋိပက္ခပြည်လဲဖို့အတွက်နှစ်ဖက်ခေါင်းဆောင်တွေအပါအဝင်ရှမ်းမြောက်လူလူနဲ့တွေ့ဆုံမှုစီစဉ်နေတယ်လို့ KIA ကသတင်းပြန်ကြားရေးဘက်ကပြောထားပါဗျာ KIO နဲ့ TNL တို့ဟာ1986ခုနှစ်ဖေဖော်ဝါရီ14ရက်နေ့မှာညညရဲမဟာမိတ်စာချုပ်ကိုချုပ်ဆိုထားခဲ့ကြပြီးအဖွဲ့အစည်းနှစ်ဖွဲ့ကြားဖြစ်ပေါ်လာတဲ့ဘလို့ပဋိပက္ခမျိုးကိုမဆိုမိဘပဋိပက္ခဖြစ်ရှင်နည်းနဲ့သာဖြစ်ရှင်သွားမယ်ဆိုတဲ့အချက်လဲစာချုပ်မှာထည့်သွင်းချုပ်ဆိုထားပါရခင်ဗျာမြန်မာရွှေပြောင်းလို့သားတွေဟာတရုတ်နိုင်ငံရွှေလီဘက်ကိုတရားမဝင်လမ်းကြောင်းတွေကနေငွေကြေးအမြောက်များပေးကာခိုးဝင်ပြီးအလောက်ကန်ရှာဖွေနေရပါတယ်ခွန်စောပေးပို့ထားပါရခင်ဗျာ မြန်မာတရုတ်နယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ဘက်ကိုလာရောက်အလုံးရှာဖွေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာထောင်ထဲချီပြီးရှိနေပါတယ်။အဲ့ဒီတဲကအများစုကမူဆယ်မှာရှိတဲ့နယ်စပ်ဂိတ်တွေကနေတရားဝင်ဖြတ်တန်းပြီးတရုတ်နိုင်ငံရွှေလီမြို့ဘက်ကိုအလုံးသွားရှာကြတာတွေရှိပါတယ်။တချို့ထောက်ထားမပြည့်စုံလူတွေကတော့တရားမဝင်မှောက်ခုလမ်းကြောင်းတွေကနေမြန်မာကျပ်ငွေ၄သိန်းကျော်၅သိန်းပေးတာ ခိုးဝင်ပြီးအလောက်ကင်ရှာဖွေနေကြရတာလေလေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်ခုကကဝင်တယောက်ကို3500ပေါ့နော်တယောက်ငွေ3500ယွမ်း4000လောက်လောက်ဆိုရင်ဒီဘက်ရွှေလီဘက်ကိုဝင်လို့ရတယ်ဖမ်းမိတဲ့လူကလည်းဖမ်းမိတာပဲဝင်လို့ရတဲ့လူလည်းဝင်လို့ရတာပဲဖမ်းတာတော့မော်တော်ပြကြတွေရောရဲတွေရောအများတန်းဖမ်းတယ်ဒီထက်မှဒီလာငါတို့မြန်မာနိုင်ငံတိုင်းလည်းမလွယ်ဘူးအဲ့လောက်ကြီးဖမ်းတာတော့မလေးခုကကနေရဝင်တယ်ဖမ်းခံလည်းခံကြရလို့မျိုးပေါ့ တရုတ်ဘက်ကအလုတ်သွားရှာတဲ့ထဲမှာမြန်မာပြည်မကအများဆုံးဖြစ်တယ်လို့ဆိုပါလေတရုတ်ဘက်ကအဖမ်းစီးတွေတင်းကျပ်နေတယ်ဆိုပေမဲ့လေရရနီလန်းနဲ့တရုတ်ထဲကိုဝင်ရောက်ပြီးမြန်မာတွေအလုတ်ရှာနေကြတာပါစစ်တကအာဏာသိမ်းတဲ့၄နှစ်ကျော်ကာလအတွင်းလက်ရှိအဲ့ဒီဒေတာမှာဖြစ်ပွားနေတဲ့စီရင်ပြုခတွေကြောင့် ကိုစင်းလုံးကြီးမြမှုအလောက်ကန်ရှားပါမှုတွေကြောင့်မြန်မာပြည်မမှာရှိတဲ့အလုတ်လုံနိုင်တဲ့အရွယ်တွေဟာနှိစရာနိုင်ငံတွေကိုသွားပြီးအလောက်ကန်ရှားပွေကမိသားစုကိုထောက်ပံ့နေရပါလေ။မြားသွားခင်ဟိုတော့ကချင်ပြည်နယ်ခေကောင်းတော့ဆိုကချင်ပြည်နယ်သွားကြတာအခုနောက်ပိုင်းခေမကောင်းတဲ့ခါကျနိုင်ငံခြားရေးဘက်ကညာလက်လုံလက်စားတော်တော်များများတော့အဲ့ဟိုကသွားကြတာပဲကျွေးလီကျဲကောင်းတို့သွားလို့တယ်နောက်ပြီးကြတော့တခြားနိုင်ငံတွေသွားတယ်တရုတ်မှများတာ အခုနေဆိုဘိုးဆူတာပေါ့စေဘေးဒုက္ခနဲ့ဘာနဲ့ဆိုကြတယ်တရုတ်ပြည်ဘက်ကစစ်ရုံတွေမှာအလုံဝင်လုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မူဆယ်မြို့ဘက်ကိုတက်လာကြပြီးအထောက်ထားနဲ့ငွေကြီးမပြည့်စုံမှုတွေကြောင့်တရုတ်ထဲလဲဝင်မရအလုတ်ကလည်းရှာမရပဲဇရိတ်ပြက်က တောင်တင်နေတဲ့သူတွေလည်းထောင်ထဲချီရှိနေတဲ့လူလည်းဒေသခံတယောက်ကပြောပါတယ်အေးအခုလောလောဆယ်အထက်ချုပ်စိတ်ုံတွေကမပြည့်စုံလို့ပြန်လာပြီးတော့လာတဲ့လူတွေလည်းရှိတယ်ဗမာပြည်ဘက်မှာဝင်လို့မရတော့တဲ့ လုတ်သမားတွေကလည်းမူဆယ်မှာလူကြီးချောချောင်လောက်ပိတ်ကြည့်နေရသမားပြည်တက်ကလူတွေပုံများရရဟုတ်မပြန်နိုင်လို့လမ်းစိတ်မရှိတဲ့လူကတော့မပြန်ရဘူးပေါ့တချို့ကြောင့်လည်းလမ်းစိတ်ရှုံပြီးတော့လမ်းစိတ်ပြန်ကြရရှိတဲ့လူကတော့လည်းပြန်သွားကြတယ်ပေါ့အဲ့လိုလေးပါပဲစစ်တကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းနေ့စဉ်တရုတ်ပြည်ဘက်ကိုတရားဝင်လမ်းကြောင်းကနေဝင်ထွက်နေသူထောင်ကြီးရှိပါတယ် တရုတ်နိုင်ငံတဲကိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လှုပ်ရှားဖွေသူတွေရှိတယ်လို့အင်းကြီးချင်းထိုင်းနိုင်ငံဘက်ကလည်းတရားမဝင်လမ်းကြောင်းကနေဝင်ရောက်ကအလုလာရောက်ရှားဖွေသူတွေလည်းနှိမ့်စင်ရှိနေပါလေကျွန်တော်ခွန်စော်ဦးပါမန္တလေးတိုင်းစင်ကူးမြို့နယ်ကလက်ပံလာရကိုစစ်ကောင်စီတပ်ကမတ်လ၁၄ရက်ညနေ၃နာရီလောက်မှာလေချောင်းကနေဘုံချဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်၆ယောက်အပါအဝင်၂၈ယောက်သေဆုံးပြီး ရောက်30လောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကထုတ်ပြန်ပါတယ်။ကလေးငယ်၂ယောက်အပါအဝင်၁၁ယောက်သေဆုံးတယ်လို့ထုတ်ပြန်ပြီးမကြာခင်မှာပဲ28ယောက်သေဆုံးတယ်လို့ပြင်ဆင်ထုတ်ပြန်ခဲ့တာပါ။လက်ရှိနောက်ဆုံးအတည်ပြုနိုင်တဲ့စီးရင်အရာဆိုရင်တော့28ဦးထိရှိသွားပြီလို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကမတ်လ14ရက်နေ့ပိုင်းမှာ TVB ကိုပြောပါရတယ်။ မန္တလေးမုတ်ကောက်လမ်းပေါ်ကရွာကြီးတရွာဖြစ်တဲ့လက်ပံလာရွာရဲ့လူစီကားရဈေးဆိုင်နှန်းကိုအကြောင်းမဲ့တိုက်ခတ်ခဲ့တာလို့ဆိုပါရယ်။ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကလည်းစင်ကူးမြို့နယ်လက်ပံလာရွာကိုလေကြောင်းကနေတိုက်ခတ်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၂ယောက်သေဆုံးခဲ့ရတယ်လို့ထိခိုက်ဒဏ်ရာသူတွေလည်းရှိခဲ့ပြီးဇန်နဝါရီ၃၁ရက်မနက်အစောပိုင်းကလည်းစင်ကူးမြို့ပေါ်ကမြို့နယ်ပြည်သူစေရုံကိုလေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်။ စင်ကုံမြို့နယ်ဟာပြည်ကတဲ့နှစ်ကပဲပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ဆုံးမထားတာဖြစ်ပြီးဒီလိုနယ်မြေတွေမှာပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစစ်ကောင်စီတပ်ကတစားတစ်တစားပေါ်ပေါ်ထင်ထင်ကျူးလွန်လာတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဆိုပါတယ်ခင်ဗျာ DVB ရောမြန်တန်ကြားနောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ